350ကျော်ခုနှစ်သားသမီးအလူရှင်တွေရဲ့ကိုစားလှူဒန်းထားတဲ့ဒါစီရင်ရှင်တဲ့မှတ်တမ်းဗီဒီယိုလေးဖြစ်ပါတယ်ဗျာနော်အလူမှတ်တမ်းဗီဒီယိုလေး YouTube Channel Facebook TikTok အကောင့်၃ခုလုံးမှာတောက်လျှောက်တင်ပေးနေပါတယ်ဒါအလူရှင်တွေကတော့ကျွန်တော်ဗီဒီယိုတွေကိုစောင့်ကြည့်နေကြပါလိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့မရှင်းတာများနားမလည်အောင်များရှိလို့ရှိရင်လည်းအာကျွန်တော်စီကိုဓာတ်ရိုက်ဆက်သွယ်ပြီးတော့မေးလို့ရပါတယ်39 9510 92530ကျွန်တော်ဒီနေ့ချိန်ထိအလူငွေရနေပြီးတော့တပြားတစ်ချက်ကိုမှကိုယ့်ရဲ့ကိုရေးကိုယ်တာအတွက်အသုံးပြုထားခြင်းမရှိပါဘူးတော့ကစင်စရာတွေတိတိကျကျနဲ့မှတ်တမ်းဗီဒီယိုတွေတင်ပေးထားပါတယ်ဗျာနော် ရေကားအင်းကျေးရွာတို့သွားရောက်လှူတဲ့မှတ်တမ်းဆိုပြီးတော့အဲ့ဒီ caption နဲ့တင်ထားတဲ့ရေကားအင်းကျေးရွာကိုသွားလှူတဲ့ video ထဲမှာကျွန်တော်စင်ရှင်းနယ်လေးနဲ့အတူကျွန်တော်စီမှာကြံတဲ့လက်ကြံငွေစုစုပေါင်းပြပြထားပါတယ်အဲ့ဒီငွေရဲ့မောက်ကတော့3330 2960100နဲ့မှာ60ဖြစ်ပါတယ်ဗျာနော်အဲ့ဒီ video ရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်လှူဒန်းတဲ့ video ကိုတောက်လျှောက်တင်ပေးနေပေမယ်လို့အဲ့ဒီ3330 2960100နဲ့ပြီးတော့တပုတ်ရှင်းမှာနှုတ်မပြထားပါဘူးအဲ့တော့ဒီနေ့ တင်ထားတဲ့ view တွေအလုံးကိုအဲဒီ caption နေနဲ့အတူပေါ့နော် ပြောပြသွားပြီးတော့ video တွေကရှိပါတယ်အဲ့တော့ကျွန်တော်အခုပြောပြတာကိုနားမလည်ရမျိုးရှိလို့ရှိရင်လည်းကျွန်တော်ခုနပြောတဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ဒါမေးမြန်းလို့ရပါတယ်ကျွန်တော်အားလုံးတာဝန်ယူဖြည့်ရှင်းပေးမှာဖြစ်ပါတယ်ဗျာနော်တပြားတစ်ချက်မှလေ့ရမှုမရှိစေရပါဘူးအဲ့တော့3332 9160တွေကနေပြီးတော့အသုံးပြုလူရဲနဲ့ငွေတွေကိုနှုတ်ပြီးတော့လက်ကြံငွေကိုပြောပြသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ရေကိုင်းကြည့်ရတော့တွားရောက်လူတဲ့မှတ်တမ်း view ရဲ့နောက်ပိုင်းမှာအဲ့နောက်မှာပေါ့နော်ဆက်တင်ထားတဲ့မှတ်တမ်း view တွေကတော့ကျွန်တော်တို့မိုးကတဲတွေ သွားလူတုံးကအသုံးပြုတဲ့ကားကဆိုပြီးတော့ကားသမားအကိုကိုကျွန်တော်နှစ်သိန်းဒါကားကပေးရလို့လည်းပြောလို့ရတယ်ဒါစီဖို့လှူရလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့နှစ်သိန်းပေးတဲ့မှတ်တမ်းမျိုးတွေတင်ထားပါဗျအဲ့တော့နှစ်သိန်းကနေစမယ်ပေါ့နော်ပြီးတော့ရေရရှိရေလှုပ်ဆောင်နေတဲ့ဦးလေးသုံးယောက်ကိုကျွန်တော်တဦး9000နဲ့တသိန်းခွဲလှူတာပေါ့နော်9000ကတော့ကျွန်တော်သတိကာလမိသားစုကလှူတာပါအဲ့တော့ခုနှစ်သားသမီးမိမိတွေကနေပြီးတော့တသိန်းအသုံးပြုလိုက်ပါတယ်တသိန်းပေါ့နော်ပြီးရင်မူโจကြောင့် ကြိုကြပျက်စီးမှုမှာဒဏ်ရာရရှိသွားတဲ့ဆီယမမတ်တန်နာဝေကိုလှူဒန်းပေးတဲ့မှတ်တမ်းပြုမှာက3သိန်းပါပြီးတော့ရှင်းစုနန္ဒဝန်ရက်ွက်ကအန်တီတော်ဆန်းဆန်းလမိသားစုကိုလှူဒန်းပေးတာက3သိန်းပါပြီးတော့တန်နာယုံចောင်းအတွက်ပေါ့เนาะចောင်းဆောက်လို့ရံအတွက်ဆိုပြီးတော့ကျွန်တော်တို့တစ်ဝဲတဲ့မှတ်တမ်းဗီဒီယိုရှိပါတယ်10သိန်းနဲ့မှ6000ပြီးတော့ထပ်သားပြားဝဲတဲ့ဗီဒီယိုပေါ့เนาะထပ်သားပြားရဲ့တန်ရဲ့ကြောက်ပြားရဲ့ဝဲတာက10သိန်းနဲ့မှ1000ပေါ့เนาะအဲ့တော့အဲ့နှစ်ခုကတော့သိန်း20နဲ့မှ9000ပေါ့เนาะပြီးရင်ကျွန်တော်တို့မန်လေးကို ပရို1မှာစတီးရေတိုင်ကြီးတွားဝယ်တာပေါ့နော်အရှင်ရှမ်းပြီးပါမယ့်ဂေယာမှာလှူလိုက်တဲ့စတီးရေတိုင်ကြီးပေါ့နော်ခုနှစ်သားသမီးများအလှငွေတွေကနေပြီးတော့ကျွန်တော်ရေတိုင်ကြီးတစ်လုံးနဲ့ဆက်ဆက်ပစ္စည်းရတော့15,26450ဖြစ်ပါတယ်ပြီးတော့တန်နာယုံအကြောင်းမှာပေါ့နော်မှတ်တမ်းဗီဒီယိုမှာပေါ့နော်ကျွန်တော်တို့ဖုံဖုံကကျွန်တော်တို့အမျှဝေပေးတာလေးပေါ့နော်အဲ့ဒီမှတ်တမ်းဗီဒီယိုလေးထဲမှာကျောင်းနိုင်ဖုံဖုံကိုပေါ့နော်နဝကံမှာအလှငွေဖြစ်ပေါ့နော်လက်သမားကားတွေပဲဖြစ်ဖြစ်လက်သမားတွေကိုချက်တွက်ချက်ပြုတ်ကျွေးမွေးတဲ့နေရာမှာဖြစ်အသုံးပြုလို့ရအောင်ဆိုပြီးတော့ကျွန်တော်2သိန်းလှူဒန်းပေးလိုက်ပါတယ်ပေါ့နော်မှတ်တမ်းလေးရရှိပါတယ်ပြီးတော့တန်နာယုံအကြောင်းကို ရေတိုင်ကြီးသွားလူတဲ့မှတ်တမ်းဗီဒီယိုမှာပေါ့နော်အဲ့ဒီနေတုန်းကမန်လေးကိုရေတိုင်ကြီးသွားဝယ်တာတွေရောမိဘမဲ့ဂေဟာကိုသွားတာတွေရောတောင်ပေါ်ကိုသုံးလေးခေါက်ပေါ့နော်တက်သားတွေဒီထက်သားပြားတွေကြောက်ပြားတွေနဲ့တက်တာတွေရောပေါ့နော်ကားကအနေနဲ့ကားသမားကိုနှစ်သိန်းခွဲကားကပေးတဲ့မှတ်တမ်းလေးလည်းတင်ပေးထားပါဗျာအဲ့တော့အဲ့ဗီဒီယိုမှာတော့နှစ်သိန်းခွဲပေါ့နော်ပြီးတော့ရေဦးတိုက်ဟောင်းရန်ကုန်ကျောင်းမှာကျောင်းဆောင်ဆောက်လို့ရံအတွက်ဆိုပြီးတော့ဒါကျောင်းနိုင်ဖုံဖို့နဝကံမအလှငွေဒါကျောင်းဆောင်ဆောက်လို့ရံအလှငွေပေါ့နော်သိန်း30လူတန်းနဲ့မှတ်တမ်းဗီဒီယိုလေးလည်းတင်ပေးထားပါဗျာပြီးတော့ဂူနီကျောင်းနုံတင်းစရက်မှာက ယာယီចောင်းဆောင်ခန်းလက်လေးနဲ့ပေါ့နော်မျောတိုင်းလေးနဲ့ចောင်းဆောင်ဆောက်လုပ်ဖို့အတွက်လှူဒန်းပေးတာက10သိန်းပြီးတော့ဇေယသိန်းပါဠိတက္ကသိုလ်မှာကကြတော့နဝကံမှာအလှူငွေဖုံးဖုံးနေလိုအပ်တဲ့နေရာမှာအသုံးပြုလို့ရအောင်ဆိုပြီးတော့10သိန်းဒါလှူဒန်းပေးတဲ့မှတ်တမ်းပြုလေးရှိပါတယ်နော်ပြီးတော့ပေ400ကျော်ပိုက်အရှိတဲကိုရေလောင်းထဲတဲ့ဗီဒီယိုပေါ့နော်ရေလောင်းထဲပြီးတော့ရေတန်သွားလူတဲ့မှတ်တမ်းဗီဒီယိုထဲမှာရေတဲကူတဲ့ကလေးလေး၄ယောက်နဲ့ကာသမအကူ စုစုပေါင်း9ယောက်ကိုကျွန်တော်တို့ဒါမမိုးပေးတဲ့အနေနဲ့လှူဒန်းပေးတာပေါ့နော်တကူကို1000နဲ့9ယောက်ကို9000လှူဒန်းပေးထားပါတယ်အဲ့တော့ရေလှူတဲ့မှတ်တမ်းဖြူထဲမှာပါပါတယ်ဗျာနော် ပြီးတော့ဖြာရဲစောင်းရဲခြံအောင်ရဲခေါင်းနေလိုက်လှူတဲ့ဗီဒီယိုထဲမှာပေါ့နော်ကားငါးကအဲ့ဒီတနေ့တာလုံးသွားတာပေါ့နော်အာကျွန်တော်8000ကားကပေးထားတဲ့မှတ်တမ်းလေးပါပါတယ်ပြီးတော့ကားက8000ပေးတဲ့ဗီဒီယိုထဲမှာပဲ ဆရာလေး20နဲ့မှ9ဘာကိုတဘာကို1000နဲ့2သိန်းခွဲလှူတဲ့မှတ်တမ်းဗျူလေးလည်းပါပါတယ်ဗျာနော်အဗျူထဲမှာကတော့ကာငါက7000ရယ်ဆရာလေး25ဘာကိုတဘာ1000နဲ့2သိန်းခွဲရယ်ဗောနော်ပြီးတော့အဲခြေတလုံးအယိုးပေါ့နော်ခြေသွားတာကိုခြေတော်အယိုးခြေသွားတာကိုစေကူသားမှုခံယူနေတဲ့ anti ကိုလှူဒန်းနဲ့မှတ်တမ်းဗီဒီယိုလေးမှာတော့သိန်း20လှူဒန်းပေးထားပါတယ်ဗျာနော်ပြီးတော့မင်းဝန်တီတီအကြောင်းမှာကြောင်းဆောက်လို့ရန်အမိုးရဲ့အကာရဲ့အခင်းရဲ့အတွက်ဆိုပြီးတော့ကျွန်တော်တို့12သိန်းလှူတဲ့မှတ်တမ်းဗီဒီယိုလေးတင်ပေးထားပါတယ်ပြီးတော့ body အောင်မြေအကြောင်းမှာကျွန်တော်တို့ ကျောင်းဆောင်နေဇေဒီတွေဒီတိန်နေပေါ့နော်အဲဆေးဘေးကျတော့ရွေ့သွားတယ်ဆိုတော့ဘော်ရီအောင်ဒီကျောင်းမှာကနဝကံမအလူငွေ30လူတန်းထားတဲ့မှတ်တမ်းလေးတင်ပေးထားပါတယ်ပြီးတော့နာဂဝန္တာချောင်းပေါ့နော်နာဂဝန္တာချောင်းမှာနဝကံမအလူငွေ3000လူတန်းထားပါတယ်ဗျာနော်နာဂဝန္တာချောင်းကိုပေါ့နော်3000လူတန်းနဲ့မှတ်တမ်းဗီဒီယိုထဲမှာနောက်ပိုင်းမှာပါပါတယ်ခမင်းတုတ်တွေဝေတုံးอ่ะပေါ့နော်ကျွန်တော်အသုံးပြုတဲ့ခွေးဘလူးကာ2စီးကိုတစ်စီးကိုစီး9000ဘိုးနဲ့ တသိန်းပေါ့နော်အဲ့တော့ကားကကားကားကမယူဘဲနဲ့ကျွန်တော်အသီးမိတ်ဆွေကားတွေကလိုက်ကူပေးတာပေါ့နော်ပစ္စည်းတဲတာတွေထမင်းတို့လိုက်ဝေးတာတွေထမင်းကျော်လိုက်ဝေးတဲ့နေရာမှာအသုံးပြုတဲ့ကားနှစ်စီးကိုကျွန်တော်တို့ဒဇီးကိုစီးဖို့9000ပေါ့နော်ဒဇီးကိုမှကျွန်တော်တို့ဟွာပေါ့10လီတာစီပဲထည့်ပေးတာပါ10လီတာကို9000နှုန်းနဲ့အဲ့တော့ကားနှစ်စီးအတွက်တသိန်းပေါ့နော်အသုံးပြုထားပါတယ်အဲ့တော့ကျွန်တော်အခုပြောသွားတဲ့ငွေတွေကိုဒါကတ်ကူလေတာကင်ပြီးတော့ပဲဖြစ်ဖြစ်လိုက်ပေါင်းကြည့်မယ်ဆိုရင်တော့မှဒါငွေမကိုသိနိုင်တယ်ပေါ့နော်ကျွန်တော်ဗီဒီယိုအရေးရှိတယ်မှဆိုတော့တခုချင်းတော့မပေါင်းပြတော့ပါဘူးအခုကျွန်တော် ပြောသွားတဲ့အလူငွေစုစုပေါင်းကတော့350 9သိန်း2640 50ဖြစ်ပါတယ်ဗျာနော်3150 9သိန်း2640ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုတွေကိုပေါ့နော် YouTube Channel POV TikTok ကောင်အားလုံးမှာတိတိကျကျနဲ့တင်ပေးထားပါတယ်မရှင်းတာပဲဖြစ်ဖြစ်သိကျင်တာပဲဖြစ်ဖြစ်အာနော်တစုံတရာတိလို့ရရှိလို့ရှိရင်399 910 92 30 90ကျွန်တော်ဖုန်းဓာတ်ရက်ဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်ကျွန်တော်လုံအောင်တောင်းယူပါတယ်တရားတကြမ်းမှလေ့ရမှုမရှိအောင်ကျွန်တော်တိတိကျကျနဲ့တင်ပေးထားပါတယ်ဗျာနော်လူငယ်ဆက်လက်ခံတဲ့နေ့ကနေစပြီးတော့ဗောနော်အဲ့တော့ရေကားအင်းကြေးရွာတို့တွားရောက်လူတန်းမှတ်တမ်းဗီဒီယိုဆိုပြီးတော့ အဲ့ဒီ Rio မှာစင်ရှင်ပြီး legend ကိုရာသိန်း330 2သိန်း9000 6000နဲ့မှ160အဲ့တော့သိန်း330 2သိန်း9000 6000 160တွေရနေပြီးတော့အခု Rio မှာပြောသွားတယ်သိန်း150 9000 2000 6450ကိုနှုတ်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ထဲမှာ legend အလှူငွေသိန်း180 3000 6000 9900နဲ့မှ10ကျန်ရှိပါသေးတယ်ဗျာနော်အဲ့ဒီကျန်ရှိတဲ့အလှူငွေကိုလည်းကျွန်တော် မှတ်တမ်းပြီးတော့တပုတ်ချင်းစီနဲ့တိတိကျကျဘယ်မှာလှူတယ်ငွေသားလှူတယ်ပစ္စည်းဝယ်လှူတယ်လှူပြတဲ့ဟာကိုတိတိကျကျနဲ့မှတ်တမ်းလေးဆက်ပြီးတော့တင်ပေးသွားမှာပဲတင်ပေးသွားပါမယ်ဗျာနော်ကျွန်တော်ပြောရတာရရင်များတော့မော်တော်မော်လိုက်အဲ့တော့အလုံးလေးနားလည်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်စီမှာလက်ညံကျန်ရှိနေတဲ့3180 3600 9000ကိုဆက်လက်ပြီးတော့လှူတမ်းပေးသွားပါမယ်အလူငွေလက်ခံတာလေးကိုတော့ကျွန်တော်ရက်တန်ထားပါသေးတယ်ဗျာနော်တချို့ကကျွန်တော် KV နံပါတ်ကိုသိနေတာရှိတော့ကျွန်တော်ကရက်ထားပေးမယ်လို့ လွှဲထားတာလေးလည်းရှိတယ်ပေါ့နော်အဲ့ဒီထက်ဝင်ထားတဲ့အလူငွေလေးတွေလည်းကျွန်တော်ပြီးရင်ပြောပြပေးပါမယ်နောက်တစ်ပုတ်ကျမှပြောပြမယ်ဒီဗီဒီယိုရှေ့နေမှုလို့ပေါ့နော်အဲ့တော့380ကိုကြော်အောင်မှထက်ဝင်တဲ့လူငွေထက်ပေါင်းပြီးတော့ကျွန်တော်တက်တက်ဗီဒီယိုလေးတစ်ပုတ်ထက်လုပ်ပေးပါမယ်အခုဗီဒီယိုလည်းကျွန်တော် edit လုပ်ပြီးသွားတာနဲ့ကျွန်တော်ပြောတဲ့ငွေမောက်တွေကိုကျွန်တော် calculator နဲ့ပြန်ပေါင်းအောင်မှကျွန်တော်တို့လည်းမှားလို့မရဘူးပေါ့နော်အဲ့တော့တခြားတစ်ချက်မှကျွန်တော်အမှားမခံပါဘူးနားမလည်တာလေးမရှင်းတာလေးရှင်းတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ဟိုစကားပြောတာလေးအမှားတစုံတရာပါခဲ့ရင်လေး နားလည်ပေးကြဖို့အားလုံးတောက်ဆိုပါရစေအဲ့တော့အားလုံးပဲထူထမ်းပေးကြတဲ့လူချင်းတယောက်ချင်းတွေကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးရဲ့ယုံကြည်မှုထူထမ်းမှုတွေကြောင့်လည်းကျွန်တော်အခုလိုမျိုးတွေဒါကုသိုလ်ယူခွင့်ရနေတာဖြစ်ပါတယ်ဗျာနော်အဲ့တော့လက်ကျန်လူငွေလေးတွေကိုဆက်လက်ပြီးတော့လှူဒန်းပေးသွားပါမယ်လူငွေလက်ခံတာလေးတော့ရက်ထားပါသေးတယ်ဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီထက်မှကလူနဲ့တက်နိုင်ကြပါစေအဲကက်ကြီးသုံးပါလောက်ကျော်လွှားနိုင်တဲ့ပုံကူတူပုံကူမြတ်တွေဖိတ်ကြပါစေလို့ဆုတောင်းမြတ်တာပို့သားပါတယ်ဗျာနော်အားလုံးပဲ bye bye ကျေးဇူးတင်ပါတယ်